ဒီနေ့မှာတော့ငှက်ဖြာယောဂါဖောရောင်ယောဂါဒေနာယောဂါတို့ကိုပြောက်ကင်းစေနိုင်တဲ့မြမဆေးဘက်ဝင် အပင်တစ်မျိုးဖြစ်တဲ့ပင်စီညို66အခောက်ပါတဲ့ဆောင်ပန်းပင်အကြောင်းကိုပြောပြပေးပါမယ်။ဆောင်ပန်းပင်အရွယ်ဟာတောင်ရွယ်မွားပေါင်းဖြစ်ပြီးမျက်နှာချင်းဆိုင် အလဲချထွက်ပါတယ်။အလဲရွက်ဟာစမ်းတဲ့ဘေးနေရွက်ထက်ပိုကြီးပြီးရှည်ပါတယ်။ အရွက်အောင်မျက်နှာပြင်ဟာမိခိုးရောင်ဖြစ်ပြီးအပေါ်မျက်နှာပြင်ကတော့အစင်းရောင်ရှိပါတယ်။အပွင့်ဟာထိတ်ထွက်ပန်းကင်ဖြစ်ပြီးခရမ်းရောင်အပွင့်ငယ်ကလေးများပွင့်ပါတယ်။အတီးဟာလုံးဝိုင်းပြီးထိတ်ဖြစ်ညင်ညူရောင်ရှိပြီးတော့ဝါကောင်တော်သလင်းလာများမှာတီလေးရှိပါတယ်။ချောင်ပန်းပြင်ဟာမြန်မာနိုင်ငံအပူပိုင်းဒေသတွေမှာတဘောဝအလျောက်အများဆုံးပေါက်ရပြီးအစားဒေသတွေမှာ အနည်းငယ်ပေါက်ရောက်ပါတယ်။တဘွားအလျောက်ပေါက်ရောက်ပြီးမယ်အချို့ကဆေးပင်အဖြစ်စိုက်ပျိုးကြပါတယ်။မြမအယူရဆင်းနီးများမှာတော့ဆောင်းမန်းရွက်ကိုရာအများဆုံးအတုံပြူကြပါတယ်။မြမစည်းချမ်းများအလူရကြောင်ပန်းတီပူဤခါဤဖန်ဤဝမ်းမီတောက်စီဤလေကိုနိုင်ဤအနာအတနုတည်၍ပြတ်စီဤ အဖျားနိုင်၏မိရမှန်စေ၏အာရင်တိုးပွားစေ၏အစိတ်ကိုပြေပြောင်းစေ၏နူနာပိုးနာကုန်နိုင်၏ကိုဖောရောင်ခြင်းနှင့်တင်း၏အပွင့်စေအိမ်မပြောသောယောဂနှလုံးဆူတောင်းသောယောဂဆေပြစ်လစ်ပြစ်ဖြစ်သောယောဂတို့ကိုနိုင်၏အစိတ်ရန်ကိုက်သောယောဂခေါင်းကိုက်ယောဂဥနောက်အာနေသောယောဂ အဆောက်အမေးရောင်ယောဂါတို့ကိုနိုင်၏စီယောဂါဥရုဇတောယောဂါတားဖွားရာတင် ဖြစ်တဲ့တောယောဂါတို့တွင် ကောင်း၏လို့ဖွင့်ဆိုထားပါတယ်မြမယိုရစင်းကြီးဒီမှာចောင်းပန်းရွက်ကိုဘလို့အတုံးပြုတယ်ဆိုတာကိုဘ ഹു တုတာမျှဝေပေးပါမယ်။ကိုဘောကိုရောင်ရှိလျင်ចောင်းပန်းရွက်ကိုပြုတ်ပြီးနှီးစင်ချူပေးရသည်။အချောယောဂါဖြစ်လျင်ចောင်းမန်းတက်ထူရေကို၎င်း အရွက်ကိုကြော့ချီရတော့၎င်းမြေစင်စာတုံးပေးရသည်နားပြည်ရနားနာဖြစ်လျင်စောင်းမန်းတတ်ထူရေတစွန်တွင်နှမ်းစီပြားရဲ့နင်းငယ်ချဲ့၍နားချက်ပေးလျင်တတားသည်စောင်းမန်းရွက်ကို အရင်နှစ်တောက်ချင်းဖြင့်အရေပြားယောဂကို၎င်းတည်ရင်ချင်းမြတ်တွေးရင်နှင့်အကျန်းတပကံလုံးခန့်ရောတောက်ချင်းဖြင့်ဖောရောင်ယောဂကိုပြောက်စေသည် ဆောင်းပန်းရွက်ကိုတုံးခွတ်တစ်ခွတ်တင် ပြုတ်တောက်တော့ညောင်းကြယောဂါမြက်ဖြာယောဂါနဲ့မီးရင်ဖြာယောဂါများပြောက်ကင်းသည်ဆောင်းပန်းရွက်ကိုစိတ်ညစ်ရည်ဖြင့်အနာပေါင်းများကိုလိမ့်ပြီးတော့ပြောက်သည်ဆောင်းပန်းရွက်ကိုစစ်တွင်ပြူနိုင်နိုင်ဖြင့်တုပ်စားပါကလီနာယောဂါ141ယောဂါ1ကတ်ယောဂါများပြောက်သည် အိမပြောသောယောဂနှင့်ဦးနောက်တွင်ဖြစ်သောယောဂအတွေ့ကြောင်ပန်း၍အချောက်ကို ခေါင်းပြုလုပ်၍အချင်းဖြင့်ပြောက်ကင်းသည်ကလေးများအညော်မိခြင်းအဖျားချခြင်းအတွေ့ဆောင်ပန်းမြစ်ကိုတွေး၍နှာရှူစေခြင်းဖြင့်ပြောက်ကင်းစေနိုင်သည်ဒါဆိုရင်ကြောင်မန်းပင်ကိုမြမရိုးရာစင်းကြီးတွေမှာအတုံးပြုံကိုဘုဒ္ဓတအနေနဲ့တည်လောက်ပါပြီနော်။ ုးပဝင်ချင်မှရှိတဲ့အပင်တိုင်းဟာတုံးထန်ရင်ဆေးပင်တွေကြီးပဲဖြစ်ပါတယ်။ယောဂတွေကိုကုသတဲ့အခါမှာ အပင်တွေကိုအတုံးပြူတဲ့အခါကျွမ်းကျင်တဲ့တိုင်းရင်ဆေးဓမာတော့ထဲထဲမှာတိုင်ပင်ဆွေးနွေးတမာတယ်။ GPO လေးကိုစိုက်နှစ်တဲ့ဆိုရင် like share နဲ့ subscribe လုပ်ခဲ့ပြပါအောင်နော်။အားလုံးစမ်းမပြရှင်နေဘွားတွေပိုင်ဆိုင်နေကြပါစေ။